မင်္ဂလာပါရှင်ကျမတော့ဖူအီအင်ွယ်ပါဒီဗီယိုမြင့်တန်ကြိုင်နေ့လယ်2နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုတိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့အခြေဆိုင်စစ်ကောင်စီရဲ့ခမရ950တရင်ဟောင်းကိုဂျူလ22ရက်ညပိုင်းကစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ပုံနာကျွန်းဒေသခံတွေကပြောပါတယ် ည7နာရီခွဲလောက်မှာစစ်ကောင်စီတပ်ကဂျက်တိုက်လေယာဉ်တစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ပုံနာကျုံမျိုးကန်တွေဟာ2023ခုနှစ်ဒီဇင်ဘာလကလေးကမြို့ပေါ်ကနေစစ်ပေးတင်းရှောင်နေကြရတာဖြစ်ပြီးလက်ရှိအချိန်အထိမြို့ပေါ်ကိုဝင်ရောက်နေထိုင်ခွင့်မရရှိကြသေးတဲ့အတွက်လူထိခိုက်တာတွေတော့မရှိဘူးလို့မြို့ကန်တယောက်ကပြောပါတယ်။ ပုံနာကျွမျိုးကိုအရခတက်တော် AA က2024ခုနှစ်မတ်လ4ရက်နေ့မှာအပိသက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကမြို့မစည်းနဲ့အိမ်ပေါင်းတထောင်နီးပါးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ19ရက်ကလည်းမင်းပြမြို့အခြေစိုက်စစ်ကောင်စီရဲ့ခမရ380တပ်ရင်းနေရာဟောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်ရှင်။ ဗမာမျိုးရဲကိုလေကြောင်း drone တွေသုံးပြီးနေတိုင်းပစ်ခတ်နေတယ်လို့အခွေအပိုင်းမြေပြင်ထိုးစစ်ဆင်လာလို့စစ်ကောင်စီတပ်တွေနဲ့မြေပြင်တိုက်ပွဲတွေရှိနေတယ်လို့ KIA ဘက်ကပြောပါတယ်ဒီသတင်းကိုစိုးသွအောင်ပေးပို့ထားပါတယ်ရှင်ခုနှစ်ဒီဇင်ဘာ၄ရက်ကစတဲ့ဗမာမျိုးသိန်းတိုက်ပွဲဟာ၂၀၂၅ခုနှစ်ဇွန်လ၂၃ရက်အထိဆိုရင်ခုနှစ်လနီးပါးကြာမြင့်လာပါတယ် ပြီးခဲ့တဲ့မေလတတိယပတ်ထဲ KAI က MI17 တည်ယူပို့ဆောင်ရဟန်းနှစ်စီးကိုပြစ်ချခဲ့တဲ့နောက်ပိုင်းတိုက်ပွဲတွေငြိမ်ခဲ့ပေမဲ့ဂျွန်လနောက်ဆုံးပတ်မှာတော့မြေပြင်တိုက်ပွဲတွေပြန်ဖြစ်လာတာရှိတယ်လို့ KAI ဘက်ကပြောပါတယ်။ရက်ကွက်တချို့ဒီမှာဟိုသက္ကသဘက်ကနဲ့သူတို့လွတ်လွတ်သွားတဲ့ရက်ကွက်တွေတချို့တွေရှိတယ်။နောက်ဟိုသူတို့လုံချုပ်ရေးအဲအယူထားတဲ့အာစီတက် တချို့တွေလည်းသူတို့လက်လွတ်သားတာရှိပါတယ်အဲ့ဒီနေရာတွေမှာသူတို့ကပြန်ရအောင်သူစစ်စင်တဲ့ပုံစံမျိုးနဲ့ဝင်ထူတာတွေဝင်ပြတာတွေတော့ရှိပါပဲဒါကြောင့်ပဲတိုက်ပွဲကြီးတွေမဟုတ်ပေမဲ့ခုခံကာကွယ်စစ်တွေရှိနေပြီးစစ်တပ်ကလက်နက်ကြီးငယ်တွေအပြင် drone လေကြောင်းနဲ့ပါနေတိုင်းပစ်ခတ်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ရှေ့တန်းမှာရှိတဲ့မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့နှီးဆက်တဲ့စစ်ရေးသတင်းရင်းမြစ်ကတော့မြေရီတပ်ချိန်မှာ KIA PDF ဒီဘက်က ရိတ်ခအခဲရန်ထောက်ပို့လမ်းကြောင်းခတ်ခဲတာကိုအခွင့်ယူပြီး အခုလိုထိုးစစ်ဆင်လာတာလို့ပြောပါတယ်။ဆက်ပါဆက်ရလို့ပြန်ထိုးလာရရှိတယ်ဘူးဒီဘမောနိစိတ်တချို့ဘက်ကနေလည်းဆက်ကကနေစတိကနေဘယ်ရောက်ဒီမီတခြားဘုန်းထိုးလာပြီးမှဒီခွန်တာဆိုရဲဘက်ကိုရောက်ခဲ့ပြီးဘုန်းမဆက်ပါဆက်ရဒီကနေဟိုဒီလုံခဲရပါတယ်မှာရေကြီးတော့တယ်နော်ရေကြီးတော့ နိုင်ရည်ကြီးတော်ခွင်ကောင်းယူပြဲလို့စကားစားတယ်ပြန်ထိုးတော်ဗနာတပန်ချက်ကာတို့တို့ငေါ်ချစ်တယ်လေရတုံပြဲလို့အခုစစ်ကြောင်းထိုးတယ်ဆိုတဲ့ခွန်တာရက်ွက်ဟာမြေပိမရှိတာဖြစ်တယ်လို့မင်းလာရက်ွက်ကတော့စကခ21ရဲ့မြောက်ဖက်ဘေးကရက်မှာရှိနေကအဲ့ရက်ွက်နှစ်ခုဟာအကြံမြင်အပြင်အကွာအဝေး၃မိုင်ဝန်းကျင်ရှိပါတယ် ဒါအတူဗမော်စေးုံကြီးဝင်းချင်းတက်ကလေးဘက်ဒီမှာလည်းစစ်ကြောင်းထိုးတာရှိသလိုစစ်တပ်ကကံဦးဘုံကြီးကျောင်းမှာအခြေပြုပြီးပြစ်ပြုပေးနေတယ်လို့ဆိုပါရယ်လက်ရှိဗမော်မြို့မှာစကခ27ခလာရ49စဆနာ641နဲ့စစ်စေးုံထောက်ပို့တပ်ဆက်သွယ်ရေးတပ်နဲ့တမရှိရှိအထိုင်ချထားတဲ့ဗမော်ဝိဇာသိပ်ပံတက္ကသိုလ်တို့ကို KIPDF တွေကတိမ့်ပိုက်ဖို့ကြံရှိချိန်မှာစစ်တပ်ကအခုလိုတံပြန်ထိုးစစ်ဆင်ဖို့စူးစမ်းလာတာဖြစ်ပါတယ်ကျွန်တော်စူးသူအောင်ပါ ကရိုင်းတိုင်းပေါင်းမြို့နယ်ကကြေးရွာတွေနဲ့စစ်ပေးဆောင်စခန်းတွေကိုစစ်ကောင်စီတပ်ကဂျွန်လ23ရက်မနက်9:00နာရီဝန်းကျင်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ပေါင်းမြို့နယ်တက်ကြဲချင်းဘို့မယ်ရေကျော်လက်ပံလကင်းမာ ဝန်ချုံကြောက်ခွက်ရွာတွေနဲ့အဲ့ဒီရွာတွေအနီးကစစ်ပေးဆောင်စခန်းတွေကိုဘုံအလုံး20ထပ်မင်းကျဲချသွားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့လိုဘုံကျဲခဲ့တဲ့အတွက် NUG လက်အောက်ခံမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာဒူတာဝန်ခံနဲ့အမျိုးသမီးဖြစ်သူတို့တေဆုံးပြီးတက်ကဲချင်းရွာကအသက်50ကျော်အရွယ်အမျိုးသားနဲ့အမျိုးသမီး2ယောက်ရေကျော်ရွာကအသက်40ဝန်းကျင်အမျိုးသား1ယောက်တို့တေဆုံးခဲ့တယ်လို့စစ်ဆောင်အရေးကူညီပေးနေသူကပြောပါတယ်။ ဒါပြင်ဒဏ်ရာရတဲ့စစ်ပေးဆောင်အရေးအတွက်လည်းများပြားပြီးပေါင်းမြုံနယ်တောင်ပိုင်းကိုစစ်ကောင်စီတပ်ကဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားတဲ့အတွက်နောက်ဆက်တွဲအခြေအနေကိုမသိရှိရသေးဘူးလို့ဆိုပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေမှာစစ်ကောင်စီတပ်ကတပ်သားတွေစုဆောင်နေတဲ့အတွက်ဒေသခံအမျိုးသားတွေအနေနဲ့ပြည်သူစစ်ထဲဝင်ရောက်တာနဲ့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေစီဝင်ရောက်သူတွေပုံများပြားလာတယ်လို့ဒေသခံတွေကပြောပါရတယ်။ဒီကြောင့်ကိုတော့တီရီကစုစည်းတင်ဆက်ပေးထားပါရရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းကဟိုပုံးပင်လုံမိုင်းပုံလွိုင်းလင်းမိုင်းရှူမိုင်းကင်လဲချာစတဲ့မြို့နယ်တွေမှာဇိုလာအစောပိုင်းကစလို့အသက်16နှစ်ကနေ35နှစ်အကြာအရွယ်ရောက်ပြီးသားအမျိုးသားတွေကိုစစ်ကောင်စီကအလဲကျတန်းစီစနစ်နဲ့မဖြစ်မနေစစ်မှုထမ်းခိုင်းနေတာပါအရင်ကမျိုးပေါ်ရက်ကွက်တွေမှာလူစားထိုး၅ရက်ပုံစံနဲ့စစ်မှုထမ်းရှောင်လွှဲလို့ရခဲ့ပေမဲ့လက်ရှိမှာတော့လက်နက်ကင်ထိန်းချုပ်နေမြေတွေကလွယ်ပြီးအသက်ပြည့်ပြီးသူတိုင်းမဲနိုင်နေရတယ်လို့သိရပါတယ် စစ်ကောင်စီစီမှာစစ်မှုမထမ်းလို့တဲ့လူငယ်တွေကတော့တိုင်းနာမျိုးနွယ်စုကိုလိုက်လုပိုင်ခွင့်ရရှိတဲ့ပြည်သူစစ်တွေစီမှာမိဘတွေကစစ်မှုထမ်းခိုင်းတာတွေရှိတယ်လို့သိရပါတယ်။လုံခြုံရေးကြောင့်ဒေသခံအစားအသံစားတို့ဖက်ကြားပေးထားပါတယ်။ရွေးချယ်စရာကမိဘတွေနဲ့တပိုင်းလူငယ်တွေအနေနဲ့ကတပိုင်းဖြစ်သွားပြီးဒီကမိဘအတော်များများကနီးစပ်ရပြည်သူစစ်တွေတဲကိုထဲပစ်တာများတယ်။ချက်တဲတဲ့ကာလလည်းဖြစ်သားသမီးလည်းကိုမျက်စိအောင်မှရှိတယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပြည်သူစစ်တွေဝင်လာများတယ်။ မိဘဆန္ဒမလွန်ဆန္ဒရောအမြင်မရှိတဲ့လူငယ်တတော်များများကတော့ကိုလိုယုံပြီးတော့ယာယီပြဿနာကိုဖြေရှင်းပြစ်တာများတယ်။ဥပမာပိုးလူမျိုးဆိုရင် PNO PNE တဲ့ဝင်တာများတယ်။ရှမ်းနေကြတော့မိခင်လက်နက်ကင်အဖွဲ့အစည်းတွေတဲ့ဝင်တယ်။အများအားဖြင့်ရှာစားအလွယ်တဲ့ပြည်သူစစ်တပ်ဖွဲ့တွေစီဝင်တာများတယ်။ပြည်သူစစ်ရလည်းစစ်ကောင်စီရဲ့လက်ခံတပ်တခုဖြစ်ပြီးစစ်မှုထံဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းရောက်ရှိလာတဲ့လူငယ်တွေကြောင့်ပုံမုံအင်အားကြီးလာတယ်လို့ဒေသခံတွေကပြောကြပါဗျာ။ စစ်မှုမထမ်းလို့သူပြည်သူစစ်တဲမဝင်လို့တဲ့လူငယ်တွေကတော့စစ်ကောင်စီကိုတော်လှန်နေတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေစီဝင်ရောက်ကြတာတွေရှိပါတယ်။ပုဂ္ဂလိကအစာတင်ကြောင်းတစ်ခုမှာကြောင်းစီရလှုပ်ရင်းစစ်မှုရန်ဥပဒေထွက်ပြီးနောက်ပိုင်းစစ်ကောင်စီလက်အောက်မှာစစ်မှုထမ်းရမှာဆိုတာကြောင့်တန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တဲကိုဝင်ရောက်ခဲ့တဲ့အကြောင်းအစံက DBB ကိုပြောပြပါပါတယ်။ ဆိုင်ရဆိုင်ရလူမျိုးစုနနကိုင်းနဲ့မူရင်တော့ဗျာဒီစစ်တကတတတိစုဆောင်နိုင်မျိုးရှိတယ်အထက်ရောက်ရရင်တော့ကိုပါရောရောင်ပြီးတော့တမိုင်းတရခန်ဖြစ်နိုင်တယ်ဗောနော်အဲကြောင့်မို့အစိုးရအကောင်မဲ့ပြုံးကိုလူမျိုးစုကိုစားပြုတဲ့စစ်သားလုံးတော့အဆင်ပြေတော့အနေနဲ့အများကြီးရှိတာဗောမဟုတ်တော့ဖြစ်ချင်တာဖြစ်နေရတာမှမဟုတ်တာပုံစံခွဲတဲ့နေရတာဗောနော်စစ်တဲဆိုလူတိုင်းကြုံပါတယ်ဗျနနကိုင်းမဆိုရင်တော့အလို့ညီမနိုင်ငံကလူငယ်တွေဟာစစ်ကောင်စီကစစ်မှုထမ်းခိုင်းတာအပြင် ပြည်သူစစ်နဲ့တိုင်းဒေသလက်နက်ကိုင်တွေကပါတပ်သားတည်ဆူဆောင်းတာတွေခံနေရတဲ့အတွက်နောက်ပိုင်းမှာယောက်ျားလေးလူဦးရေနေပါပြီးလူငယ်တွေမလုံခြုံမှုတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ရှမ်းနိုင်ငံရေးလေလာသူတူကပြောပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူငယ်ကိုမျိုးတုံးအောင်လုပ်နေသလားလို့တော့ပြောလို့ရတယ် စီရေးပြီးပတ်သက်လေတော့ဖိုက်ပွဲလေတော့လူမျိုးတိုင်းလူလူဘာသာတိုင်းလူလူအလွာတိုင်းလူလူပေါ့နော်အသက်55နှစ်အောက်လေ50အောက်လေအရှင်းဆုံးပြောမယ်ဗျာရှမ်းနဲ့နဲ့ไก่လက်ကောက်တယ်လက်နဲ့ไก่ပေါင်းစုံလက်ကောက်တယ်လေဒီတက်မတော်တစ်ခုတည်းကောက်တာလည်းမဟုတ်ဘူးပြည်သူစစ်ပေါင်းစုံလက်ကောက်တယ်လေစစ်ပွဲကြီးမပြီးမချင်းကတော့တန်လို့စီစဉ်ရတော့အားသိခံရပါမယ်နောက်ဆုံးပါဖြစ်သွားမယ်ဆိုတော့ညောက်ကြားလေးလူကြီးတွေနေသွားမယ်လူငယ်တွေဆိုလုံးဆုံးမှုမရှိဘူးအဲ့လိုမျိုးလေဖြစ်သွားမှာပေါ့လေစစ်ကောင်စီဟာ 2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကတည်းကပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီးစစ်မှုထမ်းတင်တဲ့နေဖွင့်လှစ်နေတာအခုဆုံးလာမှာအပတ်စဉ်14ထိရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ကျမဒီဗီပါ။မန္တလေးတိုင်းမိုးကုတ်မြို့နယ်ကိုလံကြီးရွာကနေတအိမ်ကိုဂျွန်လ22ရက်ည9:00နာရီလောက်ကအေဂျင်စစ်မယ်ဆိုပြီးဓားကင်ထားတဲ့လူလေးယောက်ကတ냐တိုက်သွားတဲ့အတွက်ငွေကျပ်9သိန်းနဲ့ပစ္စည်းတချို့ပါသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ ။ဓညတိုက်သူတွေမှာအင်ရှင်ကိုဓာတ်နဲ့ထောက်ပြီးငွေ9သိန်း၊ငကတ်တရံဖုန်းနှလုံးနဲ့ဆိုင်ကယ်တစ်စီးကိုယူသွားတာဖြစ်ပါတယ်။နေအိမ်ထဲကကားကိုလည်းယူဖို့ကြိုးပမ်းခဲ့ပေမဲ့မရတဲ့အတွက်တခြားပစ္စည်းတွေကိုယူသွားခဲ့တာလို့ဆိုပါတယ်။ဆိုင်ကယ်နှစီးနဲ့လူ၄ယောက်လာတာဖြစ်ပြီး၂ယောက်ကဆိုင်ကယ်ပေါ်မှာစောင့်နေပြီးတော့ကျန်တဲ့၂ယောက်ကအိမ်ဝင်းကိုကြော်ဝင်ပြီးအေရှင်းသမီးဖြစ်သူလဲမင်းကိုဓာတ်ထောက်ပြီးတော့အိမ်ထဲကပစ္စည်းတွေကိုရှာယူသွားတာလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံကပြောပါရယ် မုကုံမြို့မှာ DNLA အယောင်ဆောင်ဓမြတိုင်းမှုတွေကိုဖမ်းဆီးအရေးယူသွားမှာဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းအရေးယူနိုင်ခဲ့တာတွေရှိတယ်လို့တအန်းတက် DNLA ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီဦးက DVB ကိုပြောပါရရှင်။ ိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ Israel စစ်တပ်က Iran နိုင်ငံမှာရှိတဲ့လေဆိပ်6ခုကိုဂျွန်လ23ရက်မှာတိုက်ခိုက်ခဲ့လို့လေရင်15စက်နဲ့လေရင်ပြေးလန့်တွေပျက်စီးခဲ့တယ်လို့ BBC သတင်းဌာနကဖော်ပြထားပါတယ်။ပြစ်မှတ်ထားတဲ့လေဆိပ်တွေကအီရန်အနောက်ပိုင်းအရှေ့ပိုင်းနဲ့အလဲပိုင်းတို့မှာရှိတယ်လို့ Israel ကာကွယ်ရေးတပ်ဖွဲ့ IDF ကပြောပါတယ်။ မောင်းသူမဲ့လေရင်တွေရဲ့တိုက်ခိုက်မှုတွေကြောင့် F15 နဲ့ F5 တိုက်လေရင်တွေစီဖြည့်လေရင်တစ်စင်းနဲ့ AH1 Cobra တိုက်ခိုက်ရေးရဟတ်ယာဉ်တွေပျက်စီးခဲ့တယ်လို့ IDF ကပြောပါတယ်။တိုက်ခိုက်မှုတွေဟာလေစိတ်တစ်ခုတည်းကိုသာကန့်သက်ထားတာမဟုတ်ကြောင်း Jerusalem Post ကဖော်ပြခဲ့ပါတယ်။အဲ့ဒီနေရာတွေဟာ Israel ပိုင်နဲ့အတွက်ရည်ရွယ်ပြီးအမျိုးသားလုံခြုံရေးကိုတိုက်ရိုက်ချင်းချောင်းနေတယ်လို့ Israel စစ်တပ်ကပြောခဲ့ပါတယ်။ အခုနောက်ဆုံးအကြိမ်တိုက်ခိုက်မှုတွေဟာခမန်ရှား area ကစစ်ဖက်ဆိုင်ရာအခြေခံအဆောက်အုံတွေကိုအစ္စရေးလက်တပ် IAF ကတိုက်နေတာလို့ IDF ကတနင်္လာနေ့အစောပိုင်းကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာအတည်ပြုခဲ့ပါတယ်ရှင် ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန်ယူသင်းဟာတိုက်စစ်မှုဝိုင်လန်အတွက်အီတလီထိပ်သီးနှစ်သင်းရဲ့ကမ်းလှမ်းမှုတွေလက်ခံရရှိထားတယ်လို့သိရပါတယ်။အသက်22နှစ်ရှိဒိမတ်တိုက်စစ်မှုဟာမနေ့ရက်ဒီကမှအတလန်တာကနေပေါင်82တန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပေမဲ့မန်ယူအသင်းကပြန်လည်ရောင်းထုတ်ဖို့ဆန္ဒရှိနေတာပါ လက်ရှိချိန်မှာအီတလီထိပ်တန်းနှစ်သင်းဖြစ်တဲ့အင်တာမီလန်နဲ့နာပိုလီအသင်းတွေကဝိုင်လန်းကိုခေါ်ယူဖို့အပြိုင်ကမ်းလှမ်းထားပြီးမန်ယူအသင်းဘက်ကပြောင်းရွှေ့ခြေပမာဏညှိနှိုင်းသွားဖို့ရှိတယ်လို့အီတလီသတင်းတွေမှာဖော်ပြပါတယ်။မန်ယူအသင်းတွေနဲ့ဝိုင်လန်းအတွက်ပေါင်တန်း40ခန့်ရရှိမယ်ဆိုရင်ပဲလက်လွတ်နိုင်တယ်လို့ဒယ်လိုစပော့သတင်းမှာဖော်ပြပါတယ်။လက်ရှိချိန်မှာနာပိုလီအသင်းကလည်းကမ်းလှမ်းလာတာကြောင့်မန်ယူအသင်းဘက်ကပြောင်းရွှေ့ခြေပို့ပေးတဲ့အသင်းကိုရောင်းချဖို့ရှိနေလို့သိရပါပါတယ်ရှင်။ ဒီဗီယိုမြင့်တန်ကြားရဲ့နေ့လယ်2နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ရတာပါညနေ4နာရီမှာလည်းထပ်ပြီးရရှိသတင်းတွေကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးအောင်ပါကျမတို့ဖူအီအင်းတွေပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်